ငွေမျက်နှာကိုမကြည့်ပဲမြန်မာစတိုင်းရဲ့အရှုပ်တော်ဘုံကိုဖွင့်ချကဒိုင်းဖြစ်ကနှုတ်ထွက်သွားတဲ့မိခလောင်ပရိသတ်များလုံးမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တရားမျှတမှုမရှိပဲငွေမျက်နှာတစ်ခုတည်းကြည့်တဲ့မြန်မာစတားပြိုင်ပွဲကနေနှုတ်ထွက်လိုက်ပြီဖြစ်ကြောင်းပြောလာတာကတော့အဆိုတော်မိခလာပါ မြန်မာစတားပြိုင်ပွဲကအစောပိုင်းမှာပြည်သက်တွေရဲ့စိတ်အာရုံကိုဖန်ဆားနိုင်ပေမဲ့နောက်ပိုင်းမှာတော့ငွေမျက်နှာတခုတည်းကြည့်ပြီးအရေးချင်းရှိတဲ့ပြိုင်ပွဲဝင်တွေကနှုတ်ဆက်ထွက်ခွာသွားပြီးအရေးချင်းမရှိတဲ့ပြိုင်ပွဲဝင်တွေကကြံရိပ်ခဲ့ပါတယ်။ဒါကိုအစောရောမေကလာကလက်မခံနိုင်ပါဘူး။အစောရောမေကလာဟာမြန်မာဂီတာလောကရဲ့ KU Studio အစောရောတအူးဖြစ်ပြီးတော့ပြည်သက်ကြိုက်တဲ့သင်းများစွာကိုတည်ဆူထားတဲ့အစောရောတအူးဖြစ်ပါတယ်။ ဒီလိုမျိုးဝိုင်းရင်ဆိုတော့တူဖြစ်တဲ့မိခလာကမြန်မာစတားသချင်းဆိုပြိုင်ပွဲမှာတည်ရစီယာဆော့ခုစိန်အစီအစဉ်တင်ဆက်သူဇင်အောင်တို့နဲ့အတူအကဲပြတ်တိုင်းတူဖြစ်လောက်ကင်နေပါတယ်။တည်ရစီယာဆော့ခုစိန်ဆိုရင်မြန်မာစတားပြိုင်ပွဲတွေကိုဂီတာပညာရဲ့ဆိုင်ရာကိစ္စကလွှဲရင်ဂျန်နေကိစ္စတွေမှာပြောတာမျိုးကရှားပါတယ်။ဒါပေမဲ့အစိုးရမိခလာကတော့ဒီလိုမျိုးမဟုတ်ပါဘူး။အစိုးရမိခလာကအရင်နှုန်းကတည်းကအပြင်လောကမှာသွက်လွက်စွာပြောတတ်တဲ့အစိုးရတူပါ အစောရောမေကလာကစိတ်ကောင်းနှလုံးကောင်းရှိပြီးတော့ဘသူကမဆိုဖေးဖေးမမနဲ့ကျင်ကျင်နာနာပြောဆိုတတ်ပါရဲ့မြန်မာစတားတချင်းဆိုပြိုင်ပွဲမှာဒိုင်လုံးနေတဲ့အစီအစဉ်တင်ဆက်သူစင်အောင်ကတော့မြန်မာစတားပြိုင်ပွဲမှာပြိုင်ပွဲဝင်တွေကိုဖက်ရှင်နဲ့ပတ်သက်ပြီးတော့အမြဲတမ်းချိုးနှိမ်ဖဲ့စွာပြောဆိုနေတတ်ပါရဲ့ အစရောမိကလာကတော့စတဲ့ပျော်တဲ့နောက်တတဲ့သူတူပါဒီလိုမျိုးအစရောမိကလာကမြန်မာစတားပြိုင်ပွဲမှာခင်တဲ့စတဲ့ပျော်တဲ့သလိုအကျဉ်းသားတရားကြီးမှပြီးတော့ပြိုင်ပွဲဝင်တွေကိုဖိဖိမမဆက်ဆံတတ်တာကြောင့်လည်းပရိသတ်တွေကချစ်ခင်အားပေးကြပါတယ်မိကလာကအတန်သေးအတန်ကြောင့်လည်းဆိုတာမကောင်းနဲ့အစိုးပြိုင်ပွဲဝင်ကိုတောင်းကြံဖန်ပြီးတော့ချီးကျူးတတ်ပါတယ်မိကလာကမြန်မာစတားသချင်းဆိုပြိုင်ပွဲမှာပြိုင်ပွဲဝင်တွေဘယ်တော့မှအပြစ်တင်တာထောက်ပြတာမျိုးဝေဖန်တာမျိုးမရှိဘဲနဲ့အမြဲတမ်းအကောင်ပြောပြီးတော့ချီးကျူးတတ်ပါတယ် ဒါကြောင့်မြန်မာစတားသချင်းစုပြိုင်ပွဲမှာမိခလာကုံပြိုင်ပွဲဝင်တိုင်းကရောကြီးစုသူပြိုင်သက်တွေကပါချစ်ခင်အားပေးကြပါရယ် မေဂလာကတော့အမှန်တရားကိုမဖုံးခွင့်ကျင်တော့လို့မြမစတားတိုင်းဖြစ်ကနေနှုတ်ထွက်လိုက်ပြီဖြစ်ကြောင်းသူမကအရာရာကုန်ငွေနဲ့ဆုံးဖြတ်ရတာကိုမကြိုက်ကြောင်းပြောခဲ့ပါတယ်။ဒီလိုမျိုးကျင်သာတရားတတ်ပရိသတ်ချစ်တော်ဆိုတော့မေဂလာကမြမစတားပြိုင်ပွဲကနေအရေးချင်းရှိတဲ့သူတွေထွက်ခွာသွားတဲ့အခါမှာတရားမျှတမှုမရှိသလိုခံစားနေရပါတယ်။ဒါကြောင့်လည်းနှုတ်ထွက်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ချင်းငယ်ရဲ့စိတ်ထဲမှာအမှန်တရားရှိတယ်။ချင်းငယ်ကိုမတွေ့တော့အလုံးကမေးကြတယ်။ပြိုင်ပွဲဝင်လေးတွေကဝမ်းနေကြတယ်လို့သိရပါတယ်။အဆိုတော်မေဂလာကမြမစတားပြိုင်ပွဲမှာ ရေးချင်းရှိတဲ့သူတွေတချင်းဆိုကောင်းနဲ့ဘော်တော်ထိုင်ရတဲ့အခါမှာမြန်မာစတားရဲ့လူရဲချယ်မှုပုံစံပေါ်မှာသူကနားမလည်နိုင်ဘူးလို့ပြောခဲ့သူဖြစ်ပြီးတော့ voting ဖြစ်တာလားမြန်မာစတားနဲ့ပဲဆိုင်တယ်လားလို့မေးခွန်းထုတ်ခဲ့တာကိုလည်းတွေ့ရပါတယ်မြန်မာစတားပြန်ပွဲကနေနှုတ်ထွက်လိုက်တဲ့ပုံမှာမေခလာကတော့သူ့အနေနဲ့တမာတမတ်ကြကြပဲလှုပ်ခဲ့တဲ့အတွက်ဘာကူမှမကြောက်ကြောင်သူမကငွေမျက်နှာတခုတည်းမကြည့်ခဲ့လို့လိပ်ပြလုံးကြောင် မြန်မာစတားနဲ့သမိုင်းရဲ့ကြားမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုတနေ့ကျရင်အမှန်တရားတွေကိုသိမှာပါလို့မိခလာကပြောခဲ့ရပဲဖြစ်ပါတယ်။ပရိသတ်တွေကရောမြန်မာစတားပြန်ပွဲကိုဘယ်လိုမျိုးမြင်ပါသလဲ။တရားမျှတမှုမရှိဘူးဆိုပြီးတော့နှုတ်ဆက်ထွက်ခွာသွားတဲ့မိခလာကိုရောပရိသတ်တွေရဲ့အမြင်လေးကိုပြောသွားခဲ့ပါအောင်ရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။